နိုင်ငံတကာသတင်းတပေါ်အနေနဲ့ကတော့ဖိလစ်ပိုင်သမ္မတဟောင်းရူဒရီကိုဒူတာဒီကိုမက်လ17ရက်နေ့ကမနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာဖမ်းဆီးခဲ့ပြီးနယ်သာလန်နိုင်ငံ The Hague မြို့ကိုပို့ဆောင်လိုက်ကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ဒူတာဒီကိုနိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကိုလွှဲပြောင်းပေးမှာဖြစ်တယ်လို့ဖိလစ်ပိုင်ရာရှိတွေကပြောဆိုကြပါတယ်။သူဟာဟောင်ကောင်ကနေမနီလာလေဆိပ်ကိုပြန်လည်ရောက်ရှိတဲ့အချိန်မှာ ICC ရဲ့ Fan Warrant နဲ့ဖန်ဆီးခံခဲ့ရတာပါ။သူကိုဖန်ဆီးရတဲ့အဓိကအကြောင်းရင်းကတော့သူသမဏတောင်ဝန်ယူထားစဉ်အတွင်းမူရစ်စေဝါတိုက်ဖြက်ရေးသွေးထွက်တန်ယိုဖြုတ်ခွင်းမှုတွေကြောင့်လူအခွင့်ရေးရှုဖောက်မှုတွေနဲ့နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC မှာဆွေးဆက်တင် ခံထားရလို့ဖြစ်ပါတယ်။ဒူတာဒေးလက်ထက်သွေးထွက်တန်ယိုဖြုတ်ခွင်းမှုတွေကြောင့်လူပေါင်း6000ကျော်သေဆုံးခဲ့ရတယ်လို့ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပြီး လူအခွင့်ရေးအဖွဲ့တွေကတော့လူပေါင်း3000ကျော်တည်ဆုံသွားခဲ့တယ်လို့ပြောဆိုထားပါတယ်